ားလုံးမင်္ဂလာပါအာလီဗာပူးဖန်မြန်မာကစင်တာပါအာကျွန်တော်ဒီနေ့အဲတင်ဆက်ပေးသွားမှာကအားလုံးဒီအတိုင်းပဲဒီညမှာကံမဲ့ကျွန်တော်တို့လီဗာပူးနဲ့ဒီကာလာတာဆာရီတို့ရဲ့ဒါချန်ပီယံလိအုပ်စုပွဲစဉ်နှစ်ပေါ့နော်ဒီအကြောင်းကိုအာဒီပွဲကျူအမြင်လေးအဖြစ်ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲပထမဦးဆုံးဒီကျွန်တော်ဒီ YouTube channel လေးကိုဒီ subscribe လုပ်အပ်သင် subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ Okay အဲဆိုရင်အဲကျွန်တော်တို့ဒီ ဲပွဲရဲသွားရအောင်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့ဒီ calendar series နဲ့ဒီ liverpool ဒီညကျွန်တော်တို့တိုင်းခွဲမှာကျွန်တော်တို့ကံမဲ့ champions league အုပ်စုပွဲနှစ်ပေါ့နော်ဆိုတော့ဒီပွဲပေါ့နော်ဒီပွဲအကြောင်းမပြောခင်ကျွန်တော်တို့ head to head ကိုအရင်ကြည့်ကြည့်လိုက်တော့ထူးဆန်းစွာနဲ့ပဲ liverpool ကဒီ turkey မြေပါပေါ့နော် turkey မြေမှာ turkey အသင်းတွေနဲ့တွေ့ရင်လူမရလက်မကောင်းတော့ကျွန်တော်တို့တွေ့ရရပေါ့เนาะဆိုတော့စုစုပေါင်းကျွန်တော်တို့6ပဲကန်တာရဲ့၄ဘွဲထိရှုံးတဲ့ တပွဲတည်းရေတပွဲနိုင်ပေါ့နော်အဲ့နိုင်တဲ့ပွဲကလည်းကျွန်တော်2010 2011ခုနှစ်ဒီ Ryan Horsen လက်ထက်ကပေါ့နော်အဲ့ Europa League မှာဒီ Transfer ပေါ့နော်ကျွန်တော်တို့ဝန်တုနဲ့နိုင်လာတာအဝေးကွင်းမှာအဲ့တပွဲပဲကျွန်တော်နိုင်ပွဲရှိရေပေါ့နော်တခြားပွဲတွေအကုန်လုံးကဒါဒါ play way ကျွန်တော်တို့ရှုံးလာရေတပွဲပဲတည်ကြောင်ကတ်ထားနိုင်တယ်ပေါ့နော်ဆိုတော့အထူးသဖြင့်တော့ဒီနော်တူရကီကလပ်တွေဖြစ်တယ်ဒီကာလာဆာရီရှိရယ် ဘစ်စစ်တက်ရှိရဲအဲပြီးတော့ကျွန်တော်အခုနက transfer ball ပေါ့နော်ဒီသင်းနေရှိရဲပေါ့နော်ဒီသင်းနေကန်ရတာဆိုတော့ဒီညကလည်း Liverpool ကဒါမလွယ်ဘူးပေါ့နော်မလွယ်တဲ့ခက်ခဲတဲ့ပွဲတစ်ပွဲကိုကျွန်တော်ရင်ဆိုင်ရဖို့ရှိရဲပေါ့နော်အထုံးစံတိုင်းပဲဒီ Galatasaray တို့ဒီဘစ်စစ်တက်တို့ဒီအသင်းတွေက Fenerbahce တို့လိုမျိုးပေါ့နော်ဒီလိုဒီလိုမျိုးအသင်းတွေကဒါသူတို့ဒီ Turkey မျိုးရောက်လို့ရှိရင်သူတို့ရဲ့ပြည်သက်အားနဲ့ သူတို့ပြည်သက်ရဲ့ရဲ့ဒီအားပေးမှုနဲ့ပေါ့နော်သူတို့ဒီရေကုန်ရေကန်းရေကုန်ရေကန်းသူတို့ကန်လေးရှိရဲ့အဲအဲ့အတွက်ကြောင့်လဲဒါတော်တော်များများပေါ့နော်ဒီတူရကီမေမာခဒါခက်ခဲအသိကြီးများစုလဲဒီခက်ခဲတဲ့ပုံမျိုးရှင်းဆိုင်ခဲ့ကြရတာပေါ့နော်ဆိုတော့ဟိုကျွန်တော်တို့ဒီဒီဘယ်လိုပြောရမလဲဒီပွဲကျူမတော်ခင်ကျွန်တော်တို့ဒီလူလူစင်းပေါ့နော်လူစင်းကလေးအရင်တွားရအောင်အလီဘော်ဘူးကဒီပွဲလုံးဝရှုံးလို့မရတော့ဘူး အတိအတိုင်းပဲကျွန်တော်တို့ပြီးခဲ့တဲ့ဘက်ကပဲလေးကိုရှုံပြီးသွားပြီပဲလေးကိုရှုံပြီးသွားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲမှာတုံမအားကိုကျွန်တော်တို့ဒါဘောင်းဘက်ဘောင်းဘက်ပြန်လို့မရတော့မှပြန်ပြီးတော့ဒါတုံ့ပြန်မှရတော့မှဆိုတော့ပုံမှန်ဆိုရင်ဘာလို့တုံ့ပြန်လို့တုံ့ပြန်မှရတော့မလဲဆိုတော့အထီးကားကတော့ဒါအပေါ်ရင်ပြောင်းချန်ပီယံလီဂ်ပွဲဗျာဒါတည်ကြပြီးပြီးရှုံးသွားတာဖြစ်ဖြစ်အရန်ကြီးဒါပြလို့ပြောမလဲဘာမှမဟုတ်ဘူးဒါပေမဲ့ပြဿနာကကစားသမားတွေရဲ့ဒီကစားသမားတွေရဲ့ဒီ moral ပေါ့နော်ဒီ body patient တွေပြီးသွားရင် pressure တွေတအားပြီလာမယ်ပေါ့နော်ဒီအချက်လက်တွေကိုရှောင်လွဲဖို့ဆိုရင်ကျွန်တော်တို့ကဒါဒီဘုတ်နိုင်အောင်ကံမရပါ ဟိုပြီးခဲ့တဲ့ဘက်ကဒါပဲလေးပွဲကိုရှုံးတာတော့မှကျွန်တော်တို့ပေါ့နော်ဒီပိုင်မဲ့အသင်းဒီပရိသတ်တွေရောဒီလီဗာပရိသတ်တွေရောတော်တော်များများကဒီအသင်းကိုပရက်ရှာဝိုင်းပေးကြရတဲ့အနေအထားမှာအသင်းကဒီတပွဲဒီပွဲရှုံးပြီးတော့ပရက်ရှာထပ်ပြီးလို့မရဘူးပေါ့နော်အဲထူးသဖြင့်ဒီကစားသမားတစ်တွေမှာပရက်ရှာအများကြီးပြီးသွားနိုင်တယ်ဆိုတော့ဒီပွဲကိုကက်ခဲမှာမှန်တယ်ဒါပေမဲ့ဒါနိုင်အောင်ကစားဖို့လုပ်တယ်ပေါ့နော်ဆိုတော့ပွဲတဲ့လူစင်းကတော့ကျွန်တော်စိတ်တင်ဒီ ဟိုနေရာမှာကိုယ်သမားနေရာမှာအလင်းစင်မဲ့ပို့ထလာဖို့ရှိမယ်ပေါ့နော်ဆိုတော့ဘယ်ချမ်းမှာက Robertson Robertson ပို့ထလာဖို့ရှိတော့တယ်ပတ်ဆောင်လေဆိုတော့အဲ Gagas ကနည်းနည်းလေးဒီ ဘယ်လိုပြောလဲပုံမှန်မဟုတ်ဘောနည်းနည်းလေးဒီကစားခွက်နဲ့အမဝင်တာလည်းရှိတယ်လို့သူရဲ့ဒီ decision making ဘက်မှာလည်းအားနည်းချက်တွေရှိရအောင်ဒီ property ပေါ်ထွက်လာဖို့ရှိရဲအဲ property အနေနဲ့လည်းဒီဘွဲမှာသူပုံစံခေါင်းပေါ့နော်ပုံစံခေါင်းကိုပြသနိုင်မယ်ဆိုရင်အဲလာမယ့်ဘွဲလေးမှာ carcass အနေနဲ့ဒါနေရာပေါ့နော်ဒီနေရာပျောက်သွားတာမျိုးမဟုတ်ဘူးဆိုရင်တော့မှအတိုင်းအတာတစ်ခုထိဒီသူရဲ့ minute တွေခွဲပြီးရဖို့ရှိရဲပေါ့နော်ဆိုတော့ဒါ property ကိုပေါ်ထွက်လာစေချင်တယ် ပြီးရင်တော့ဒီ Van Dyke နဲ့ကိုနာလေးပေါ့နော် Van Dyke ကတော့လုံးဝကိုဒါပွဲမထွက်လို့မရဘူးမရှိလို့မရဘူး Van Dyke မရှိဘူးဆိုရင်ကျွန်တော်တို့ဒါရုပ်ပြစင်ပြတ်တွေရှုံးပွဲတွေဖြစ်လာနိုင်တယ်ပေါ့နော်ဆိုတော့ Van Dyke ပါမယ်ပြီးတော့ကိုနာတေးပေါ့နော်ကိုနာဒီနေရာမှာနည်းနည်းလေးဒီ controversy ဖြစ်တာကဘယ်လိုပြောမလဲ Van Dyke oh sorry ဒီကိုနာတေးသုံးမလားကျွန်တော်တို့ဒီ Gomez သုံးမလားပေါ့နော်အာကျွန်တော်စိတ်ထင်ကတော့ဘသူကိုပဲသုံးသုံးဒါကဒီအရန်ကြီးထူးခြားတဲ့စွမ်းဆောင်ကြီးမျိုး ဖြစ်လာမှာတော့မဟုတ်ဘူးဆိုတော့အာဒီကိုနာဒိတ်ကလည်းပြီးခဲ့တဲ့ပွဲမှာနည်းနည်းလေးတာကပြုဟိုဘယ်လိုပြောမလဲကပြုကြော်ကြီးလောက်ထားတာဖြစ်တဲ့အတွက်ဂိုမတ်ကိုပဲပွဲထလာစေခြင်းနဲ့အဲညာဘက်ချက်မှခါတော့ကျွန်တော်တို့ဒီနှစ်မျိုးဖြစ်နိုင်တယ်နှစ်မျိုးဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ဘရက်ဒလီကတော့ပါမှာမဟုတ်ဘူးပါနိုင်မှာမဟုတ်တော့ဘူးကျွန်တော်စိတ်ထဲမှာเนาะဆိုတော့ဖရင်ပေါင်ကိုသုံးမလား ါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ super slime ကိုတုံးလာပါတော့ super ကျတော့ဘယ်လိုမျိုးအခြေအနေဒီမျိုးမှာတုံးနိုင်လဲဆိုတော့ဒီ marker ပေါ့နော်ကျွန်တော် mac cluster ကနည်းနည်းလေးဒီသူ့ရဲ့ဒီ fitness ကနည်းနည်းလေးကြက်ခိုင်မှုပိုင်းမပြည့်တဲ့အနေအထားမျိုးတွေရှိရပါတော့ဆိုတော့ဒီ marker ကိုနားပြီးပြီးတော့ဒီ super ညာဘချမ်းကိုတုံးမလားဒါမှမဟုတ်လို့ရှိရင် uh, sorry marker marker ကိုထည့်ပြီးရောဆိုဖို့ညာဘက်ဆောင်းကိုတုံးမလားဒါမှမဟုတ်လို့ရှိရင် marker ကိုနားပေးမယ်ဆိုဖို့ကွင်းလေးပြန်ပို့ပြီးတော့ဒါ frame bound ကိုတုံးမလားပေါ့နော်ဒါဒါကဒီပြင်နိုင်ချင်ရှိတဲ့ဒါအပြောင်းလဲပြောင်းလဲပေါ့နော်ဆိုတော့ကွင်းလေးမှာကတော့ထုံးစံတိုင်းလုံးဝစာရွက်ပေါ်မှာဖဲထုတ်လို့မရတာက gravity ပေါ့နော် rain gravity batch ကိုတော့လုံးဝစာရွက်ထဲနေပြီးတော့ဖဲထုတ်လို့မရဘူးဆိုတော့ gravity ရှိမယ်ပြီးတော့ခုနပြောလို့ပေါ့နော်ကျွန်တော် marker ပါမယ်ဆိုရင်ဒီဆိုဖို့က right back ကိုထွက်ဆောင်ရဖို့ရှိရယ်ဒါမှမဟုတ်လို့ရှိရင်မာကာကိုအနာပေးမယ်ဆိုရင်တော့စူဘူရဲ့ foreign first ရဲ့ပထလာဖို့များတယ်ပထလာဖို့ရှိရယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကစားကစားပြိသက်အများစုကဒီ foreign first ကိုဒါတချို့ကြီးဆိုတချို့ကြီးဆိုနည်းနည်းပြင်းပြင်းထန်ထန်ပေါ့နော်ဒါ line up အောက်ဖို့အထီကိုကျွန်တော်တို့ဒါအဲတောင်းဆိုနေတာတွေဒါရေးရေးနေကြရပြောနေကြရရှိရပေါ့เนาะဆိုတော့ဒီလိုမျိုးချိန်မျိုးမှာဒါ line up လို့မရဘူးကျွန်တော်ကျွန်တော်အမြင်ဒါတူတူတယောက်တည်းပဲအမြင်ပေါ့เนาะဘာကြောင့်လဲဆိုတော့ အဲ foreign bus ကအမှန်တည်းသူသူအနေနဲ့ဒီအသင်းမှာအသားမကျသေးတာဒီ premier premier league ရဲ့ဒီအာကစားဟန်နဲ့အမှွင့်သေးတာရှိအမှန်တည်းဒါပေမဲ့သူ့ကိုဒါ line up အောက်ပြီးတော့ဒီရန်ကုန်ပို့လိုက်မယ်ဆိုရင်ဒီကစားသမားရဲ့ယုံကြည်မှုလည်းပျောက်သွားနိုင်တယ်ဆိုတော့ကျွန်တော်စိတ်ကျွန်တော်ဖြစ်စေချင်တာကဖွဲ့ထွက်အနေနဲ့ပဲတော့ ပေါ်ထက်နေတယ်ပဲတော့ဒီထဲမှာကခြေစွမ်းပြပြီးတော့ကိုဒါမှမဟုတ်လို့ရှိရင်ကျွန်တော် assist တွေရသွားမယ်ဆိုရင်တော့ဒါပိုကောင်းတာပေါ့စသမားရဲ့ယုံကြည်ချက်လည်းဒါမြင့်လာနိုင်တယ်နောက်ဘက်ရဲ့အတွက်လည်းပို့ပြီးတော့အကောင့်ရဲ့ performance အတွက်ယုံကြည်ချက်ယုံကြည်ချက်ပို့ပြီးတော့ရှိသွားမယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးနောက်တစ်မျိုးကအထူးအနေနဲ့ဒါကစားရတာအဆင်မပြေဘူးဒါကစားပုံကလည်းမကောင်းဘူးဆိုရင်တော့အဲမိနစ်60လောက်ပေါ့နော်မိနစ်60လောက်မှာဒါအဲ အပြောင်းလဲလုပ်ပြီးတော့အပြောင်းလဲလုပ်ပြီးတော့ဒါကစားတင်တယ်ပေါ့နော်မိနစ်60ဝန်းကျင်လောက်မှာဒါအပြောင်းလဲလုပ်ပြီးတော့ဆော့ပြောချင်တာကတော့ဒါဟိုပြောချင်တာကတော့ဒါ foreign bus ကိုတော့လုံးဝနေရာပြီးတင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နေနေ foreign bus ထွက်လာမှထင်တယ်အဲဘယ်ဘယ်ချမ်းမှာကကဘူပဲထွက်လာတော့မှာဘာကြောင့်လဲဆိုတော့အလုံးသိရတဲ့အတိုင်းပဲဒီခီးစားကသူ့ရဲ့ဒီ minor issue ပေါ့နော် minor injury issue လေးတစ်ခုကြောင့် ပါမလာခဲ့ဘူးဒီလူစင်းမှာဆိုတော့ဂက်ပိုပဲထွက်လာဖို့ရှိတယ်အဲခြေထဲမှာကတော့ပြီးခဲ့တဲ့တစ်ပတ်ကဒီအီဆက်ကကျွန်တော်တို့89မိနစ်လောက်ထိကိုတပွဲလုံးနီးပါးဆော့သွားဖြစ်တဲ့အတွက်လန်ဆန်းနေတဲ့ဒီ AKDK ထွက်လာဖို့ရှိတယ်အဲညာဘက်ချမ်းမှာတော့မောမဆာလာပါတော့ဆိုတော့ဒါကဒီပေါ်ဦးပချံဆိုတော့ဒီကလာရာဆာရီဘက်ကိုကြည့်ရရင်ကလာရာဆာရီကလောကရလကောင်းဒီရနေတဲ့အသင် ပြည်ပြည်တွင်းမှာပေါ့နော်သူတို့ဒီပြည်တွင်းလိပြိုင်ပွဲတွေမှာလုံးဝရှုံးဝဲမရှိတာရဲ့အတင်အတိုက်စစ်ကလည်းကောင်းတယ်ပေါ့နော်တိုက်စစ်ခက်စစ်ခံချက်ကြီးရဲ့အတင်ဆိုတော့အဲ့ဒီကပြောကြလိုက်မယ်ပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ဒီချန်ပီယံလိပွဲမှာသူတို့ front back ကိုလုံးဝအရှက်တပွဲပေါ့နော်5-1နဲ့ရိုက်ခတ်တာဆိုတော့ဒါ ဘယ်လိုပြောမလဲအဲဥရောပပြန်ဝယ်ရင်မှာဘာမှမဟုတ်တဲ့အသင်းဆိုပြီးတော့မြင်ကောင်းမြင်လေတကယ်တော့မဟုတ်ဘူးအဲတကယ်တော့မဟုတ်ဘူးဆိုတာဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီပွဲရဲ့ highlight လေးတခြားပြန်ကြည့်ပြတဲ့အဲ့ဒီသူတို့ကန့်ပြီးတော့ပေါ့နော်အဘာဖြစ်လို့ရှုံးသွားလဲဆိုတော့ကန့်ဆိုးရလဲပါတယ်ပထမ goal ဆိုရင်ကျွန်တော်အုံကူအုံကူအုံကူသွင်းခံလိုက်ရတယ် အဲသူတို့ကတော့ဥဆောင်ကိုရင်သွင်းတာသူတို့ကောင်းတာအထက်ကနေပြီးဥဆောင်ကိုရသွားတယ်ပြီးရင်ပထမအခြေပါကိုအုံကိုသွင်းခံလိုက်ရတယ်ဒုတိယကိုစက်ပီးကနေသွင်းခံလိုက်ရတယ်အဲ့နောက်ပိုင်းသူတို့ဒါအတက်စစ်ဖွင့်ကစားဖို့စ조사ရင်းနဲ့ဂိုးတွေပေါ့နော်ဒါနောက်တန်းအမားတွေကိုတော့မအမားတွေနောက်ထပ်အုံကိုတွေနဲ့သူကန်ဆိုးသွားနေဖိုက်ဝဲနေသူရှုံးသွားတာဆိုတော့ ဒီရလက်အားပြကြည့်မယ်ဆိုရင်တော့51ကတော်တော်တော်ကြီးကြီးပေါ့နော်တော်တော်ကြီးကြီးရလက်ဆိုပြီးပေါ့နော်ဒါပေမဲ့တကယ်တော့မဟုတ်ဘူးအာကျွန်တော်ကာလာစတာဆာဗီကလုံးဝအစိတ်ရှိရဲ့အတင်းလုံးဝကိုဒါအကောင်းတဲ့အတင်းပြီးတော့သူတို့စီမားကလည်းအဲကစားသမားကောင်းတဲ့အများကြီးရှိရဲ့အဲဘယ်လိုပြောရမလဲအဲဥရောပပေါ့နော်ဥရောပအတွေ့အကြုံကြီးကစားသမားတွေဥရောပထိပ်တန်းလိဂ်တွေမှာကစားခဲ့တဲ့ကစားသမားအများကြီးရှိရဲ့ပေါ့နော်ဆိုတော့တိုက်စစ်မှာလည်းဒါသတင်းတွေအရာတော့ဗီတာရောစီမန်က သူတို့ risk ယူပြီးတော့သုံးမယ်လို့တော့ကြားရပေါ့နော်သူတို့ bidder assignment ကထိုင်ရရထားတာဒီပွဲမှာပါလာမပါလာဆိုတော့ဒါ line up ထပ်မှာပဲကျွန်တော်တို့တည်နေပေါ့နော်အဲပါလာပြဖို့တော့များတယ်ဒါအာပြင်တော့သူကအတွေ့အကြုံရင်းကစားသမားဖြစ်တဲ့ကျွန်တော်တို့ Banu Pan လို့ဒီ design စာနေလို့ပါလာမှုများတယ်အဲပြီးသွားရင်ဒီ quality မှာဆိုရင်လည်းအာဖလဲမှာဆိုလည်းဒီဟိုမှာရှိပါတယ်ဟိုမှာဆော့ဝါရဲ့လာမီနာပေါ့နော်သူတို့ပါလာလို့ရှိရယ်ဆိုတော့ပြဿနာကဒီဟိုဟာက လုပ်ကြမယ်ဒီကနဒါစာရေးကအရင်ညံ့နေတဲ့အသိမပုံပိုင်ဝါနဲ့ဆိုတော့သူသူကတော်တော်ကိုဒါပြီး sorry သူတို့သူဒီမှာလည်းဒါပုံစံကောင်းပြနေတဲ့အသိပေါ့နော်ဆိုတော့ကနဒါစာရေးကပြတ်တအားနဲ့အင်းနဲ့သူတို့ကဒါအဲ့ဒီဘဝကိုပြားပေးပြီးတော့ဒါအမှတ်ခွဲယူလို့ဒီလာလာပါပဲဒီနေ့သားမှလည်းဘဝဘက်ကဒါကိုကောင်းကောင်းမွန်မွန်တုံ့ပြန်လာလို့လို့ရဲအခုနှစ်ကပြဿနာဘာဖြစ်လဲဆိုတော့ဒီဘဝကလုံးဝရှေ့ကလုံးဝပုံစံပြတ်ထွက်နေတာအာပြတ်ထွက်နေရဆိုတာကလည်းကျွန်တော်တို့ ါပြီးခဲ့တဲ့နှစ်အထိုင်ပေါ့နော်ပြီးခဲ့တဲ့နှစ်အထိုင်ဆိုတာကကျွန်တော်ပြောပြမယ်ပြီးခဲ့တဲ့နှစ်အထိုင်ဆိုတာကကျွန်တော်တို့ဒီ Yanking Cloud ရဲ့အသင်းကိုဘာမှတိတ်ပြီးတော့ဘာမှဘာမှပြောင်းလဲထားတဲ့အသင်းမဟုတ်ဘူးဆိုတော့အဲ့ဒီပြီးခဲ့တဲ့အထိုင်အသင်းကအာကျွန်တော်တို့ဒီနှစ်ပေါင်းများဆိုပြီးဒီဒီတွဲဆော့လာတာဥပမာကျွန်တော်၄၅ချောင်းနှစ်လောက်မဟုတ်ရင်တော့မှဒါ3 4 5နှစ်လောက်တော့ကောင်းကောင်းဆိုတော့ဒါအဲ့ system အဲ့ဒီပုံစံအဲ့ခစားပုံမှာပဲနားလာတာဖြစ်တဲ့တော့ဒါ ဟိုဒီကဲနှစ်ကလည်းဒါအမြင်ကြီးရတယ်ပေါ့ဆိုတော့ဒီနေ့ကတော့အဲ့လိုမဟုတ်ဘူးလူတော်ကြီးရဲ့ state ကလုံးဝကိုဒါဂျန်ထွက်နေတာကအဲ့ဒီမနေ့ကကစားခဲ့တဲ့ခါကွက်အထိုင်ပုံလဲ plane စအကုန်လုံးကိုချိန်ပြလိုက်ရတယ်အဲ့ဒီအပြင်ကိုသာသမာအစ်စ်တီကဒါဝင်ပြီးတော့ဒါဝင်ပေါင်းလာတာဖြစ်တော့ဆိုတော့ဒီသူ့ရဲ့ဟန်ချက်ညီမျိုးကိုဘုံတင်ပေါ့နော်ဟန်ချက်ညီမျိုးရရှိဖို့တော်တော်ကိုအာရုံးကန်နေရတာပေါ့နော်ဆိုတော့အာ ဒီဘောကတော့ခက်ခဲဦးမှာခက်ခဲဦးမယ်လို့တော့ထင်တယ်။အဲကာရာတာစာဝေးနဲ့ကမလွယ်ဘူး။ဒီဒီနေမှာလည်းအများကြီးကလည်းဆိုးလေးရှိလေးရှိရပါတော့။ဆိုတော့အပြန်လန်ဘိုးတွေပြိမဲ့လို့ထင်တယ်။ကျွန်တော်စိတ်ချင်တာတော့အဲတစ်ခုရှိတာကပေါ့နော်။တစ်ခုရှိတာကဒီအာလို့ပြောရမလဲကျွန်တော်ကာရာတာစာဝေးဆော့တဲ့ကစားပုံကကျွန်တော်ဒီဘောကအတွက်မကတ်ဘူး။ အာလီဗာပူးတို့ကပြောရမယ်ကြိုက်တယ်လို့ပြောလို့ရအောင်လေတော့ခက်ခဲတဲ့ကစားပေါ်မဟုတ်ဘူးအာလီဗာပူးကဒီခရစ်စတယ်ပဲလေးတို့လိုမျိုးအတင်းတွေအဲ့လိုမျိုးလုံးဝဒီအထိုင်ချပြီးတော့ဒီပြောရမယ်မစ်ပလော့တွေလိုပလော့တွေကောင်းကောင်းဒါကစားနိုင်တဲ့အတင်းတွေဆိုရင်ဒီဘာပူးကအတိုင်းပဲလေးရှိရပါတော့ဆိုတော့ဒီကာရာဒါဆာရီကကံကောင်းသွားနေပြီအဲ့လိုမျိုးအတင်းမဟုတ်ဘူးသူတို့ကဒါတိုက်ဆက်စင်ပြီးတော့နိုင်ပွဲဟိုယူဖို့အားအားဆိုင်မဲ့အတင်းအမှတ်ခွဲယူဖို့အားဆိုင်မဲ့အတင်းတဲ့တော့အာလီဗာပူးအတွက်ကတော့ဒါ ကတ်တော့ခက်ခဲတယ်မတိုင်းမဲ့နိုင်ဝဲရသွားနိုင်တယ်လို့တော့ကျွန်တော်မြင်နေပေါ့နော်ဆိုတော့အာကမန်ချက်အရာကတော့တေကြရင်ကြတေကြသွားရင်ကြသွားပေါ့နော်တေမကြသွားဘူးဆိုရင်လေပေါ့ဘူးကအာဒီအပြန်လန်အတွင်းကိုယ်ရင်းနဲ့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ1 2ဒါမှမဟုတ်1 3 2 3ပုံစံမျိုးနဲ့ပေါ့တော့နိုင်သွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒီနေ့လက်ရှိပြီးတဲ့ညီကိုရအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဒါ ျွန်တော် channel ဒီကို subscribe မလုပ်ရသေးတဲ့ညီကိုဆိုလဲ subscribe လုပ်ပေးဖို့ဒီနေ့အတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျ